အားလုံးပဲမင်္ဂလာပါ Philip W YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါဆိုတော့ဒီနေ့ဗီဒီယိုကပေါ့နော်ကျွန်တော် FUT Back Day ဆိုပြီးတော့ဒီ Fever Ultimate Team ကထပ်ပြီးတော့ update ဒီနောက်တစ်ပတ်မှာပေါ့နော် season မကုန်ခင်မှာထပ်ထွက်လာခဲ့တယ်ဒီ FUT Birthday နဲ့အတူစိတ်ဝင်စားဖို့ကောင်းတာကတော့ကျွန်တော်တို့ရဲ့ပေါ့နော် Cristiano Ronaldo ဒီကတ်ကိုကျွန်တော် flashback အနေနဲ့ SPC မှာထည့်လာဖြစ်ပါတယ်ဒီကတ်ကတော်တော်လေးကို မိုက်တယ်လို့ရေးပန်းစားနေတဲ့ဒီမထွက်ခင်ကလည်း rumors တွေအများကြီးထွက်တယ် Ronaldo flashback ကဘယ်တော့ထွက်မှာလဲဆိုပြီးတော့ EAFC ဆော့ရဲ့ player ရဲ့ဂျာမှာအများကြီးအဲ့လိုပေါ့နော်ဟိုမျောလင့်ခဲ့တဲ့ကက်ပေါ့နော်အဲ့တော့ဒီကက်ကနှစ်တိုင်းလဲနှစ်တိုင်းနီးပါးလဲ Ronaldo flashback ကထွက်တယ်ဒီနှစ်မှာတော့ Ronaldo flashback က93ဆိုတဲ့ rating နဲ့ထွက်လာဖြစ်ပါတယ်အလုံးမဲ့ကျောင်းရဲ့ဒီ video လေးမှာဒီ Ronaldo flashback ကအကြောင်းအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ် ခဲ့ကျွန်တော်အခုဒီဘတ်တေးရောထုံးစံတိုင်းမှာကျွန်တော်ဒီမှာပြထားရပါတော့ပြထားရဆိုတော့ဒီ Warranting Ho Haaland Vieira ဒီလိုကောင်တွေကလိုချင်စရာလေးပေါ့ဗျာ Alejandro Garnacho 92 rating ရှိရပါတော့ဆိုတော့ကျွန်တော်ဒီမှာဘာလိုချင်လဲဆိုတော့ကျွန်တော် Ronaldinho ho လိုချင်တယ် Haaland လိုချင်တယ် Ramirez ဆိုပြီးတော့ဒီဟိုအရင်တော့ Legend ပေါ့နော် ဒီ Chelsea Legion နဲ့တူရကျွန်တော်ကနောက်ပြီးတော့ Bournemouth ပါလာရပေါ့နော်အဲ့တော့ကျွန်တော်အဓိကဒီဗီဒီယိုမှာပြောမှာဒါအဲအကြောင်းမဟုတ်ဘူးကျွန်တော်ပြောမှာက Cristiano Ronaldo ရဲ့ Flashback SPC ကအကြောင်းပြောသွားမှာဆိုတော့ကျွန်တော်ကတော့ဒီ favorite ထဲကိုထည့်ပြီးပါပြီ Ronaldo Flashback ကဘာမှမကြည့်နဲ့အောင်သူ့ရဲ့ကန့်နေ train နေတော်တော်လေးဆွဲဆောင်မှုရှိနေပြီပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ပြမယ်ဆိုရင် Ronaldo Flashback ကသူ့ရဲ့ နာမည်ပြည့်စုံပြောထားရယ် Cristiano Ronaldo. Santos Evero ဆိုတော့ကျွန်တော်နာမည်အပြည့်စုံတကယ်တခါမှမသိခဲ့ဘူးဒီဟာအခုမှပဲသိရဒါပေမဲ့ known as Cristiano Ronaldo 1985ခုနှစ်မှာမွေးရဆိုတော့အခု Ronaldo က2025မှာအဲအသက်40ပြည့်ပြီးသွားပြီပေါ့နော်6ပေနှစ်လမှာဟိုတလောကမှာပြည်သွားငါနှစ်လပိုင်းဆိုတော့ဆိုတော့ control legend ရှိရယ် the scheme move က5 star scheme move ပေးထားပြီး wifu ကလည်း5 star wifu ပေးထားဆိုတော့ 5 5 star 5 star player အနေနဲ့ပေးထားပါဘောနော် rating 93မှာ तू ကအဲ chemistry ရော chemistry style ရောဒါကိုယ့်ကိုပြန်ပြောင်းပါဘောနော်ဒီလိုဆို तू ကထုံးစံတိုင်းက basic basic နဲ့ပဲပေးထား prefer position က sg prefer position ဖြစ်တယ်ဒါပေမဲ့ तू က alternative position ပေါ့နော်တခြား position အနေနဲ့ကကြောင့် left wing ဆော့လို့ရရဆိုပြီးတော့ तू ကထည့်ပေးထားတယ် club anasar rush အာဒီ sorry league ပါเนาะ country of portugal ဒါတော့ဒါသူ့ရဲ့အကြောင်းပြောတာ okay ကျွန်တော် attribute detail ကိုပြောမယ်ဆိုရင်ကကြာတော့ attribute detail က rondo မှာအရင်တော့ကတော်တော်လေးကိုပြောရမယ်ဆိုရင် pace ပေါ့เนาะ pace ကိုတော်တော်လေးကို short ထားတယ် မှန်ဆို FC25 မှာတော်တော်လေးကိုသူ့ကို pace short ထားတယ်ဒါပေမဲ့ဒီ flashback cap မှာတော့သူ့ကို pace 90ပေးထားတယ်ပေါ့နော် acceleration 90 sprint speed 90ဆိုပြီးတော့ရှိရယ် shooting ကိုပြောမယ်ဆိုရင်လည်း attack position 95 finisher 93 shot power 96တော်တော်လေးကို penalty ဆို95ပေါ့နော်ဆိုတော့တော်တော်လေးကိုအားရစရာကောင်းတယ်သူ့ရဲ့ rating တွေက long shot က90 volley 88ပေါ့နော်ဒါပေမဲ့ overall shooting က93ပေးထားတယ် ပတ်စင်ုံပြမယ်ဆိုရင်လည်းပတ်စင်က85 85မှာ vision 86ဒီဟိုဟာဘယ်လိုပြောရမလဲ striker တယောက်အနေနဲ့က vision crossing 86ဆိုတာမစိုးဘူးလို့ပြောလို့ရတယ်။နောက်ပြီးတော့သူ့ရဲ့ calf မှာ87 calf ပေါ့နော်ဘောလုံးကိုဟိုလို wide ပြီးတော့ပေးလို့ရ87ပေးတာ short pass 87အဲ့ဒါ dribbling ကိုပြမယ်ဆိုရင်ကကြာ composure 99တော့ပေးထားရတော့ကြာဒါ100 100ပေးချင်တာဗျာ99ဆိုတာဒါအမြင့်ဆုံးပဲပြောမှာဆို reaction ကိုပြမှာဆိုလဲ94 reaction 94ဆိုတာတော်တော်လေးကိုကောင်းတယ်ပေါ့နော်ပြောမှာဆိုပြေးထွက်တာအာပြန်ပြီးတော့ဘောလုံးလာရင် through ball ပေးရတော့ဘာလို့ dribbling 93ဟာ dribbling sorry 88 ball control 93ဆိုပြီးတော့ပေးထားတယ် defending ကတော့ဒါ51ဆိုတော့ SD တယောက်တော့ကအဲပုံမှန်ပဲပေါ့နော်ပြောရမယ်ဆိုရင်ဒီထက်များရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့ heading ကိုပြန်ကြည့်မယ်ဆိုရင်97ဆိုတာတော့ heading မှာတော့ အဲတော်တော်လေးကိုဟိုကကောင်းတယ်ပေါ့ဗျာတိလာဒီ free kick အာ corner ဘိုင်းမှာပြန်ပြီးတော့ defender ဆိုရင်သူ heading 97 acceleration 97တော့ရှိ physical မှာ champion 99เนาะ99ဆိုတော့အဲ corner မှာဆိုရင်ဒါတော်တော်လေးကို corner crossing နေမှာသူ့ကိုအားကိုးလို့ရတယ်ဆိုတဲ့ပုံစံပေါ့เนาะဆိုတော့ဒီဟာကတော့သူ့ရဲ့ attribute detail ဖြစ်တယ် tribute detail ကိုပြောပြရအောင်ဆိုတော့ကျွန်တော် place time ကိုပြော place time ကတော့သူကို trade ပေးထားတာက finance shop ကို place time plus ပေးထားရယ်ဒါပေမဲ့ ball control မှာဆိုရင်ကျွန်တော်သူ့ကို rapid ပေါ့နော်မြန်တာပေါ့နော် place time plus ပေးထားရယ်ဒါတော့ r2 ကိုကျွန်တော်က alternate player ဆိုတော့ r2 ကိုအဲ့လိုတစ်ချက်ဖိဖိပြီးတော့ပြင်း rapid မြန်တယ်ပေါ့ဗျာဆိုတော့တခြား place time ရိုးရိုးလေးပေးထားတာ power shot ပါတယ်နောက်ပြီး power header ပါတယ် power header အဲနောက်ပြီး trickster နောက်ပြီး fire flash shot ပါတယ် technical ပါတယ် physical မှာဆိုရင်ကျ quick step ပါတယ် trivila ပါတယ် traveler ဆိုတာဒီလိုဘောလုံး outside foot နဲ့ကန်တာပေါ့နော် acrobatic ဆိုတာဒါတို့ဟို pili kit တွေပါတယ်ကစ်တာပေါ့နော် area perform higher jump အာပို့ပြီးတော့မြင့်တယ် ကန်ဒါပေမဲ့ကျွန်တော်ပြောရမယ်ဆိုရင်ပုံမှန် honest review ပေးရမယ်ဆိုရင်အကြောင်းကျွန်တော် please time မှာ please time plus ကိုနှစ်ခုပဲပေးထားအောင်ကျွန်တော်သဘောမချဘူးပေါ့နော်အခုဒီလိုအဲ end gainer နီးလာတဲ့အချိန်မှာ please time plus ကိုနှစ်ခုပဲ rando အတွက်ပေးရအောင်ကျွန်တော်အဲ့တစ်ချက်ကိုတော့တိတ်သဘောမချဘူး rule ကိုပြန်ကြည့်မယ်ဆိုရင်အကြောင်း rule ကတော်တော်လေးကိုသဘောကျတဲ့အထက်မှာပါတယ်ဘာလို့ striker အနေနဲ့ဆော့မယ် sd position မှာဆို target forward ဆော့ရင် rule က plus plus ဒီပို့ပြီးတော့ကောင်းတယ်ဗောနော်ထားဆော်လို့ advance forward အနေနဲ့ဆော့မယ်ဆိုရင်လည်း plus plus ပေးထားရတဲ့တော့ဒီ ST တယောက်အနေနဲ့ရောမစိုးဘောနော် force line pusher အနေနဲ့ဆော့မယ်ဆိုရင်လည်းသူက plus ရတယ် winger မှာဆိုလည်းသူက LW မှာ winger အနေနဲ့ဆော့ရင်သူက plus plus ထပ်ပြီးတော့ရထားရဗျအဲ့တော့အဲဒီ room မှာတော့မစိုးဘူးကျွန်တော် place time မှာတော့တိတ်ပြီးတော့အားမရဘူးဗောနော် inside forward က plus ပေးထားရဆိုတော့ဒီကက်ကကျွန်တော်က ပြောရမယ်ဆိုရင်ပုံမှန်လူဆိုရင်တော့လှုပ်ချင်မှလှုပ်ဘာလို့လဲဆိုတော့ဟိုတောင်းတဲ့ဟာက20ခုပြီးရမယ်20ခုမှာသူကဘလောက်တောင်တောင်းလဲဆိုတော့85 rating တစ်ခုတောင်းထားရင်85 rating တစ်ခုတောင်းထားရင်86 rating ကတစ်ခုနှစ်ခု3ခုအဲ4ခု5ခု5ခုတောင်းထားရင်87 rating ကတစ်ခုနှစ်ခု 3ခု4ခု4ခုတောင်းထားတယ်88 rating ကလည်း5ခုတောင်းထားတယ်89 rating 4ခုတောင်းထားတယ်90 rating 2ခုတောင်းထားတယ်ဆိုတော့စုစုပေါင်း22ခုမှာပြီးဖို့က90 rating တောင်း2ခုဆိုတော့တော်တော်လေးကိုခတ်တယ်ပေါ့နော်ပြီးရမယ်တဲ့မှာဒီကက်က ြောရမယ်ဆိုရင်တော့ဒီ Ronaldo fan မို့လို့ဒါလုံမယ်ဆိုရဲပုံစံပုံမှန်အားဖြင့်တော့တော်တော်လေးကိုဈေးကြီးရယ်ပေါ့နော်ဈေးကြီးရယ်နောက်ပြီးတော့သူ့ရဲ့ကုန်ကြဆိတ်ကိုပြောရမယ်ဆိုရင်လည်းဘယ်လိုပြောရမလဲ28သိန်းပေါ့နော် coin 28သိန်းနီးပါးလောက်သုံးရမှာတန်းရပြောဆို2 2.8 billion ပေါ့2.8 billion coin ဆိုတော့ဒီ cap ကိုတောင်တိုင်အောင်လူအောင်2.8 million လောက်နဲ့လုံးမှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ကတော့ဒီ cap ကို ပြီးအောင်လုံးမယ်လို့ဆုံးဖြတ်ထားတယ်။ဘာလို့ဆိုတော့ကျွန်တော် Ronaldo နဲ့ Ronaldo ကြီးနဲ့ Ronaldo လေးဆိုပြီးတော့ကျွန်တော်ရဲ့ဒီအင်းမှာပေါ့နော်။ထားပြီးတော့ဆော့ကျင်လို့ပေါ့နော်။ဆိုတော့ဒီနေရာမှာ Ronaldo ပေါ့နော်။ဒီနေရာမှာ Ronaldo ဖြစ်သွားမှာပေါ့။ Maradona နေရာမှာ Ronaldo ဖြစ်သွားမယ်။ Maradona နဲ့ Maradona က Rooney နေရာဖြစ်သွားမယ်။ ဒီရိုနီအဲဒီဘက်မှာဒီခရစ်စတီယာနိုရိုနယ်ဒိုနဲ့ရိုနယ်ဒိုကြီးဆိုပြီးတော့ဆော့ကျင်တာပေါ့နော်ဆိုတော့ညနေတော့တော်တော်လေးတော့ဂျိုးဂျိုးဆာဆာလောက်ရမယ်ကတ်ပေါ့နော်ဒီကတ်ကလှလဲလှရဲကတ်ကဒါပြောရန်ဒိုဖလက်ရှ်ဘက်ဒီကတ်ထဲမှာ93 rating ဆိုပြီးတော့ထွက်လာတာတော်တော်လေးကိုအရင်နှစ်တရားဆိုင်များရလို့ပြောလို့ရရယ်ဈေးလည်းပိုများသွားရယ်ဘယ်နော်2.8 million coin ရှိရယ်ဆိုတော့ဒီကတ်ကတော့ကျွန်တော် in game မှာတိတ်မတွေ့ဘူးသေးဘူးဘာလို့ဆိုတော့ဟိုတလောအားမှာဟိုတလောဆိုတာနိုင်ပိုင်းပဲရှိသေးတယ်ထွက်ထားနိုင်ပိုင်းရှိသေးတယ်ထွက်ထားရတော့ကြောင့်ဒီ game ထဲမှာအခုဒီမတွေ့ဘူးသေးဘူးဒါပေမဲ့ဒီကက်ကတော့လုံးဝလုတ်ကိုလိုရမဲ့ကက်ထဲမှာပါရလို့ကျွန်တော်တို့ကခံယူထားရတဲ့ကြောင့်ကျွန်တော်ဒီအတွက်ကို Rosen မှာဘာမှတိတ်ပြီးရွှေဝင်းမတွေ့ဘဲနဲ့ဒီကက်အတွက်အယုံစိုက်ထားမှာလို့ဒီကောက်သူကပြမယ်ဆိုရင် तू ကအချိန်ရောရပ်ပေါင်း30ပေါ့နော်30အတွင်းမှာရအောင်လုပ်လို့ तू က မှာပြထားတယ်ဗောနော်ဒီမှာ expire in 30 days ဆိုပြီးတော့ပြထားတယ်ကြောင်ဂျပန်30အတွင်းမှာမင်းရအောင်လုပ်ဆိုတဲ့ပုံစံပေါ့ဆိုတော့ okay ဒီနေ့ဗီဒီယိုလေးရောဒါ Rondo ရဲ့ flashback SPC card ကိုပြောသွားပေးရပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ဟာလေးကိုပြောသွားမလဲဆိုအောင်ကျောင်းစောင့်ကြည့်ပြီးတော့ပေါ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပြီးဖို့ဒီကနေ့တောင်းဆိုပါရစေအားလုံးပဲ bye bye